ာရဒေတာရဲ့ကျွန်တော်တို့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ရဲ့နောက်ဆုံးအခြေအနေလေးတွေကိုလည်းတင်ဆက်ပေးပါအောင်ခင်ဗျဟုတ်ကဲ့ဒီအကြောင်းအရာလေးကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်အဲကျွန်တော်တို့အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာအာဖဂန်နစ္စတန်မှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေဒီအော်တိုဘန်ဆုတ်ခွာရတဲ့မတန်လေးကိုငွေငွေလေးကိုကျွန်တော်ပြန်မြင်အောင်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာကိုစဉ်းစားမိလဲဆိုတော့အမေရိကန်ဒေါ်လာ10ဘီလီယံတန်ဖိုးရှိတဲ့အမေရိကန်စစ်လက်နက်ပစ္စည်းတွေ ထားပြီးတော့အမေရိကန်တွေဘာဖြစ်လို့ဒီဩစတြေးလျဆုတ်ခွာလဲဆိုတော့ကျွန်တော်လေ့လာကြည့်ရတော့လေ့လာကြည့်တော့အဲ့ဒီအမေရိကန်တပ်ဖွဲ့တွေအာဖဂန်နစ္စတန်ဆုတ်ခွာပြီးနောက်ထပ်နှစ်ရက်သုံးရက်မှာပဲတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးကအာဖဂန်နစ္စတန်ကိုရောက်ပါတယ်။ရောက်သွားတော့ကန်နစ္စတန်မှာမှာရှိတဲ့တာလီဘန်အနေနဲ့ဆွေးနွေးပြီးတော့မှအဆင်ပြေအောင်ဆွေးနွေးရတယ်ဆွေးနွေးတော့ကျွန်တော်တို့ကဘာလေးလေ့လာမိလဲဆိုတော့ ီအရှိလယ်ပိုင်းကနေပြန့်နှံ့လာတဲ့ဘာသာကြီးတစ်ခုပါကျွန်တော်တို့ရခိုင်နှောင်းကဒီတချို့သောဘုဒ္ဓဘာသာထွန်းကပြန့်ပွားတဲ့နေရာတွေကိုရောက်ရှိခဲ့ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံမှာတချို့နေရာဒေသတွေမှာဗုဒ္ဓရုပ်ပါတော်တွေရှိခဲ့တယ်။ဂေါတမဘုရားလောင်းတက်ရှိထင်ရှားတဲ့အချိန်မှာလည်းအာဖဂန်နစ္စတန်နေ့အထိဒေသစာကြီးကြွားခဲ့တာလို့ဗုဒ္ဓဘာသာထွန်းကပြန့်ပွားခဲ့တာတွေရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာကျွန်တော်အရှိတဲ့ဘန်ပြန်ထန်လာတဲ့အစ္စလမ်ဘာသာပြီးတဲ့အချိန်မှာဗုဒ္ဓဘာသာမိမ့်မိမ့်ရောက်ွယ်ရတဲ့အချိန်မျိုးထိရောက်ခဲ့ပါတယ်။နောက်ခဲ့ပြီးတော့ထူးခြားအာဖဂန်နစ္စတန်ရဲ့ထူးခြားချက်ကကျွန်တော်ဘာသာတွေ့ရလဲဆိုတော့အစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးတော့မှတင်းတင်းကြပ်ကြလေးကျွန်တော်တို့တင်းတင်းကြပ်ကြပ်လိုက်နာလေဆိုတဲ့အမျိုးလေးလေ့လာသိရှိရပါတယ်။ဆက်သဲမှာပဲအာဖဂန်နစ္စတန်ရဲ့ထူးခြားချက်ကဘာရင်းရှိနေလဲဆိုတော့တင်းရအနေထားရမဟာပြူဟာကြတဲ့တင်းရမှာရှိတယ်။နောက်တစ်ခုက အာဖဂန်နစ္စတန်နိုင်ငံထဲမှာတန်ဖိုးရှိတဲ့ဓာတ်ပတ်ထုတွေမြောက်များရှိနေတယ်။ရှိနေတာဖြစ်တဲ့အတွက်ကမ္ဘာအင်အားကြီးနိုင်ငံတွေကစိတ်မစားတာပေါ့လေ။ဈေးတိုက်ပွဲကာလအတွင်းမှာလည်းအမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုအားပြိုင်တဲ့အချိန်တုန်းကသူတို့ဆိုဗီယက်တပ်ဖွဲ့ဝင်တွေအာဖဂန်နစ္စတန်မှာခြားထားတာပေါ့။ခြားထားပြီးတော့မှအကယ်၍အလားဆင်းမဲ့ဖြစ်ပေါ်လာလို့ရှိရင်အာဖဂန်နစ္စတန်နိုင်ငံရဲ့မဟာဗျူဟာကျတဲ့ဒေသတွေကိုထိန်းချုပ်ဖို့အတွက်ဆိုဗီယက်တပ်ဖွဲ့တွေလွှတ်ထားတယ်။အဲ့ဒီအချိန်မှာ ဆိုဗီယက်တပ်ဖွဲ့တွေကိုနှောက်ယှက်ပေးဖို့အတွက်ကျွန်တော်တို့အိုစမာဘင်လာဒင်ပါဝင်အခြားသောအစွန်ရောက်အစမ်းမင်းအဖွဲ့တွေကိုအမေရိကန်ပြည်ထောင်စုက CIA ကမွေးမြူထားပြီးတော့မှစတင်ကဒုံးကြီးတွေပါရေးကူညီပေးတယ်ကူညီပေးပြီးတော့မှဒီအစွန်ရောက်ပုဂ္ဂိုလ်တွေကဆိုဗီယက်တပ်ဖွဲ့တွေကိုပြစ်ချတယ်နောက်ဆုံးဆိုဗီယက်တပ်ဖွဲ့တွေအာဖဂန်နစ္စတန်ဆုတ်ပါသွားတယ်ဆုတ်ပါသွားပြီးတော့မှ9/11ဆိုတဲ့ဖြစ်စဉ်ဖြစ်ရပြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာအရင်တော့ကကျွန်တော်တို့ဒီ အမေရိကန်ပြည်အောင်စုကနေမွေးထားတဲ့အိုစမာဘင်လာဒင်ကိုအခြားသောနိုင်ငံကြီးထောက်နိုင်ရေးကကျွန်တော်တို့စီအောင်ထားပြီးတော့မှအမေရိကန်ပြည်အောင်စုကို9/11ဖြစ်စဉ်ဖြစ်အောင်လှုပ်ဆောင်ခဲ့တာရှိပါတယ်။လှုပ်ဆောင်ခဲ့ပြီးတော့အနှစ်ချုပ်ပြောရရင်တော့အဲ၂၀၀၁ခုနှစ်စက်တင်ဘာလ၁၇ရက်နေ့မှာအမေရိကန်ပြည်အောင်စုမှာစီတဲ့ကုန်သွယ်မှာညီအောင်မျှော်စုတိုက်ခိုက်တယ်။တိုက်ခိုက်ပြီးနောက်ပိုင်းမှာအရင်တော့အမေရိကန်ပြည်အောင်စုရဲ့မိတ်ဆွေဖြစ်တဲ့အော့စမာဘင်လာဒင်ကိုကျွန်တော်တို့ တက်ခိုက်ပြီးတော့မှလုတ်တဲ့နေရာမှာလဲမရီယန်ပြည်အောင်စုတက်ခွဲ့ကြီးကအာဖဂန်နစ္စတန်ကိုပြန်လာဝင်ရောက်လာပါတယ်။ဝင်ရောက်လာတော့ကျွန်တော်ပြောချင်တဲ့အစ်ချုပ်ကတော့ဒီဒေသကပဋိပက္ခတစ်ခုမဟုတ်တစ်ခုရှိနေမှာဖြစ်ပါတယ်။ဘာကြောင့်ရှိနေမှာလဲဒီနေရာနေထားရအောင်သင်္ဟဇာတအရာကောအရာရှိနိုင်ငံတွေမျက်စိကျစရာ ဖြစ်နေတဲ့အတွက်ဒီဒေသမှာပဋိပက္ခတွေဟာအဆက်မပြတ်ပေါ်ထွန်းနေလို့မှာဖြစ်ပါတယ်။ အခုလက်ရှိဖြစ်တာကတော့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်ဆိုတာတကယ်တမ်းပြန်ပြောကြည့်မယ်ဆိုရင်အစ္စလာမ်ဘာသာဝင်တွေပဲဖြစ်ပါအချို့သောအစ္စလာမ်နိုင်ငံတွေကအချင်းချင်းတွေအလားပြဿနာရပ်တွေမဖြစ်အောင်ဆိုပြီးတော့မှတချို့နေရာလေးတွေထိန်းသိမ်းနေနေနဲ့ဝင်ပြီးတော့မှဆောင်ရွက်ပေးနေတာရှိပါတယ်အဓိကအားဖြင့်တော့အဲကျွန်တော်တို့ဒီအာဖဂန်နစ္စတန်နိုင်ငံထဲမှာရှိတဲ့တချို့သောကျွန်တော်တို့တာလီဘန်တွေရဲ့အဆောက်အဦတွေကိုပါကစ္စတန်နိုင်ငံကပုံကျက်တိုက်ခိုက်ခဲ့ကြရတယ်စတင်ခဲ့တာဖြစ်ပါတယ် ။စတင်ရဲ့တော့တချို့နိုင်ငံဆက်ဆံရေးမှာအစ္စလာမ်ဘာသာဝင်တွေဖြစ်တော်လဲပဲမျိုးသားကျူးစီးပွားတွေမတူညီကြပါဘူး။မတူညီကြတော့အာဖဂန်နစ္စတန်ကလည်းအချို့သောဒေသတွေမှာအပါကစ္စတန်နိုင်ငံဒေသတွေထဲမှာကျွန်တော်တို့ဥမာဘလူးချစ်စတန်ပြည်နယ်တို့လိုနေရာမျိုးတွေကသူကအာဖဂန်နစ္စတန်အောင်ထောက်ခံတဲ့လူတွေရှိနေပါတယ်။ရှိနေတော့ပါကစ္စတန်နိုင်ငံတွေကနေပြီးတော့အချို့ဒေသတွေခွဲထွက်ပြီးတော့အာဖဂန်နစ္စတန်နဲ့ပေါင်းမှုအတွက်ကိုလည်းအချို့သောနိုင်ငံကြီးတွေပါဝင်ခြေရှုပ်နေရတယ်ရှိပါတယ်။ ်ရှိတော့နောက်ဆုံးအဖြေကတော့အစ္စလာမ်ဘာသာဝင်တွေဖြစ်တော်လဲပဲပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ထပ်ချတာပေါ့ထပ်ချရင်လည်းပါကစ္စတန်လေတိုက်ကအာဖဂန်နစ္စတန်နိုင်ငံထဲမှာရှိတဲ့စခန်းတွေတိုက်တယ်တိုက်တော့လေတိုက်ကတိုက်ပြီးတဲ့အချိန်မှာဘယ်အာဖဂန်နစ္စတန်တပ်ဖွဲ့ဝင်တွေကပါကစ္စတန်အင်္ဂါနဲ့မှရှိတဲ့စခန်းတွေကိုမြောက်တွေနဲ့ပြန်ပစ်တယ်ခြေရင်းတွေနဲ့ပြန်တိုက်တာဖြစ်တဲ့အတွက်နောက်နှစ်ဖက်တည်ကြည်ဆုံးရှုံးမှုတွေရှင်းနေတော့တာထမ်းနေတယ်ပဲဖြစ်ပါအဲတော့ အရေးကြီးတဲ့အချက်ကတော့အခုလက်ရှိအခြေအနေမှာအာမရီယန်ပြည်တော်စုကအိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးတွေနည်းနည်းလေးအိပ်စက်နေတဲ့အချိန်မှာအချိန်မှာမနေ့ကပဲ trend ကပြောပါတယ်အိန္ဒိယနိုင်ငံတွေလည်းဆက်ဆံရေးတိုးတက်အောင်သူတို့ဆောင်ရွက်ချင်ပါတယ်အာကုန်ငွေသဘောတူညီမှုတွေရရှိအောင်ဆောင်ရွက်ချင်ပါတယ်အိန္ဒိယနိုင်ငံကမဆောင်ရွက်ချင်ဘူးဆိုလို့ရှိရင်လည်းသူတို့ကအစင်ဆောင်ရွက်လို့ရတဲ့နိုင်ငံတွေနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ် ပါကစ္စတန်နဲ့လည်းဆောင်ရွက်သွားမှာဖြစ်သွားတယ်ဆိုတော့ရိမ့်ဝက်လေးထွက်ပြောလာပါဖွပြောလာတော့တောင်အာရှဒေသမှာအာဖဂန်နစ္စတန်ကကျွန်တော်တို့ကမ္ဘာအင်အားကြီးနိုင်ငံတွေဝင်ရောက်ဆက်ဖက်တဲ့အခြေအနေတည်းဆက်လက်တည်ရှိနေဦးမယ်ဖြစ်ပါတယ်အခုလက်ရှိအခြေအနေရတော့ပထမတော့ကာတာနိုင်ငံကဂျောင်းဝင်စစ်ဆက်ညီနိုင်မှုနဲ့အ мян ဆုံးပြစ်ခတ်ရဆဲဖို့အတွက်ကိုညီနိုင်ပြီးတော့လည်းပဲလက်အောင်ဆုံးအခြေအနေများအရတော့တိုက်ပွဲတွေကြိုးစားကြိုးစားပြန်လဲ တောက်ရှိနေတယ်ပဲဖြစ်ပါတယ်ဖြစ်တဲ့အတွက်တောင်အစဒေသမှာကျွန်တော်တို့အာဖဂန်နစ္စတန်ရဲ့ပါကစ္စတန်ရဲ့အိန္ဒိယရဲ့တရုတ်ရဲ့အမေရိကန်ရဲ့စတဲ့နိုင်ငံတွေအပေါင်းဆက်ဖက်နေဦးမှာဖြစ်ကြောင်းလေးလာတင်ဆက်အပ်ပါတယ်ဟုတ်ကဲ့ပါဆရာအခုဆိုရင်မလေးရှားနိုင်ငံကောလာလမ်ပူးမြို့မှာကျင်းပတဲ့၄၈ကျင်းမြောက်အာဆီယံထိပ်သီးစည်းဝေးပွဲမှာလည်းအထူးခြားဖြစ်စဉ်လေးရှိရလို့သိရပါတယ်ဒါလေးတွေလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုအောက်တိုဘာ26ရက်နေ့မှာစတင်ကျင်းပခဲ့ပါတယ်။ဖေရော်ရှစ်တောင်အစနိုင်ငံများအသင်းရဲ့နှစ်ဆင်ကျင်းပနေတဲ့ထိပ်သီးညီလာခံမှာကမ္ဘာအခြားသောနိုင်ငံများလည်းပါဝင်တက်ရောက်ကြပါတယ်။အထူးသဖြင့် ASEAN Regional Forum ARF ဆိုတဲ့အစည်းအဝေးတွေမှာ American ပြည်အောင်စုတရုတ်ကိုရီးယားဂျပန်အိန္ဒိယဩစတြေးလျ နဲ့ဥရောပသမဂ္ဂတချို့ဆိုလို့ရှိရင်ကျွန်တော်တို့အာဖရိက African Union အာဖရိကသမဂ္ဂဆိုတာပါလာတယ်တချို့ကြောင့်လည်းတောင်အမေရိကနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုဆောင်ရွက်နေတာရှိတယ်နောက်ဆုံးတော့ GCC လို့ခေါ်တဲ့ Gulf Cooperation Council နဲ့လည်းကြေပြန့်စွာကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်နေတာရှိပါတယ်ရှိတော့အာဆီယံအဖွဲ့ကြီးရဲ့ဒီဆက်နိုင်ငံပေါင်းစည်းထားတဲ့အဖွဲ့အစည်းကြီးရဲ့အရေးပါမှုအလားအလာဒီအားလုံးကိုကမ္ဘာအရာကြီးနိုင်ငံတွေကလည်း လေလူရှုလို့မရပဲနဲ့တိုက်ရိုက်တော်လောကောင်းတော်ဝိုက်တော်လောကောင်းပါဝင်ပတ်သက်နေကြရတာဖြစ်ပါတယ်။၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများဒီနှစ်ကျင်းပတဲ့အချိန်မှာထူးခြားချက်ကတော့အမေရိကန်သမ္မတကကျွန်တော်တို့ဒီအာဆီယံအစည်းအဝေးဘက်ကိုပါဝင်တက်ရောက်ခဲ့ပါတယ်။တက်ရောက်ခဲ့ပြီးတော့မှအားလုံးကိုတော့သူကပါဝင်တက်ရောက်ခြင်းမရှိဘဲနဲ့သူဆောင်ရွက်တဲ့ဆောင်ရွက်ထိုက်ပါတွေကိုပဲဆောင်ရွက်ပြီးတော့မှ ကျင်ကာလာဒါရှိကွာလာလမ်ပူမှာအနေထိုင်ခြင်းမရှိဘဲနဲ့ဂျပန်နိုင်ငံကိုခီးဆက်ခဲ့ပါတယ်။အဲတော့ဒေါ်နယ်ထရန့်ဟာအရှေ့တောင်အာရှနိုင်ငံများကိုလည်းအလေးထားတယ်၊စိတ်ဝင်စားတာကိုလည်းပြသခဲ့ပါတယ်။ပြသခဲ့ပြီးတော့ကျွန်တော်တို့ရှေ့တောင်အာရှနိုင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံနဲ့ကမ်ဘောဒီးယားနိုင်ငံနဲ့ဆက်ပြတ်ခတ်တိုက်ခိုက်မှုတွေကိုကျွန်တော်တို့တရားဝင်ငြိမ်းချမ်းပေါ်လူစာချုပ်လက်မှတ်ရေးထိုးဘက်ကိုတက်ရောက်ခဲ့ပါတယ်။တက်ရောက်ခဲ့ပြီးတော့တခြားသောလုံဆောင်ချက်အဖြစ် ကျွန်တော်တို့စီးပွားရေးနဲ့သက်ဆိုင်တဲ့စာချုပ်တွေလက်မှတ်ရေးထိုးပါတယ်။အဲဒီစာချုပ်တွေလက်မှတ်ရေးထိုးတဲ့အထက်ထဲမှာမေရန်သမရဒေါ်နယ်ထရန့်ကကမ်ဘောဒီးယားကျွန်တော်တို့ထိုင်းမလေးရှားနဲ့ဗီယက်နမ်နိုင်ငံတွေကနေရေရှားတပ်ထုတွေဝယ်ယူဖို့အတွက်သဘောတူစာချုပ်တွေချုပ်ဆိုသွားတာရှိပါတယ်။ချုပ်ဆိုသွားတာဖြစ်တဲ့အတွက်ထူးခြားတဲ့ထူးခြားချက်ကလေးကတော့အရင်တော့ကလူကျွန်တော်တို့ ARF ASEAN Regional Forum မှာအခြားသောနိုင်ငံတွေနဲ့တွေ့ဆုံတာဆွေးနွေးတာဒေသဆွေးနွေးပွဲတာတွေတိတ်အများကြီးမလုပ်ပါဘူး။ ထူးသဖြင့်တော့ကျွန်တော်တို့တရုတ်ဝန်ကြီးချုပ်ရှမ်းလဲကျွန်တော်တို့အစည်းအဝေးတက်တယ်ဒါပေမဲ့ဈေးကြစီတွေ့တာတို့ဘာလို့မလုပ်ပါဘူးတခြားသောကျွန်တော်တို့အိန္ဒိယနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့တာတို့ကိစ္စတွေလည်းမလုပ်တော့ပဲနဲ့သူဆောင်ရွက်တဲ့ဆောင်ရွက်တဲ့ IT ကိုလုပ်ပြီးတော့ပဲဂျပန်နိုင်ငံကိုခေးဆက်ခဲ့ပါတယ်ဆက်ခဲ့တော့ကျွန်တော်တို့ကဒီ ASEAN Regional 4 rank ကတော့တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်နိုင်ငံကြီးတွေပါဝင်ပြီးတော့မှ ASEAN ရဲ့အခမ်းအနားကျယ်ပြန့်လာအောင် ASEAN ကိုလည်းပေါင်းစည်းပြီးတော့မှ ဟာလာကျွန်တော်သားဇာတာဖြစ်တဲ့လူပေါင်းဖွဲ့စည်းဒါယာစီပင်ဖွံ့ဖြိုးတိုးတက်တဲ့လူပေါင်းဖွဲ့စည်းကိုဆောင်ရွက်လာမှာဖြစ်တော်လဲပဲအချို့သောအင်အားကြီးနိုင်ငံတွေကြားထဲမှာကျွန်တော်လက်ရှိအခြေအနေရေးများအရဆက်ဆံရေးအချို့သောဆက်ဆံရေးတွေအေးဆက်နေခဲ့ပါတယ်အထူးသဖြင့်ကျွန်တော်တို့အမေရိကန်ပြည်ထောင်စုနဲ့အိန္ဒိယနိုင်ငံရဲ့ဆက်ဆံရေးအမေရိကန်နဲ့ရုရှားရဲ့ဆက်ဆံရေးအမေရိကန်နဲ့တရုတ်ဆက်ဆံရေးဟာ ADA ဆက်ဖြစ်နေလေဖြစ်ပါတယ် အဲဒီကာလအတွင်းမှာအခုလက်ရှိအခြေအနေများအကြတော့အာဆီယံအတွင်းထဲမှာအမေရိကန်ပြည်ထောင်စုကလုံးဝလက်ဆောင်လိုက်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ထိတွေ့ဆက်ဆံတာတွေလုပ်ထားတယ်။အဲမိမိနိုင်ငံရဲ့အကျိုးစီးပွားအတွက်အာဆီယံနိုင်ငံတွေနဲ့နှစ်ခုနှစ်ဖက်အကျိုးရှိအောင်ဆောင်ရွက်နေတဲ့ခီးစဉ်တစ်ခုဖြစ်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ထူးခြားချက်ကတော့မလေးရှားနိုင်ငံကိုရောက်ရှိတဲ့အချိန်မှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီရိုင်ကိုတိုင်းလေစိတ်မှာဒေါ်နယ်ထရန့်ဆင်ကျူခဲ့ပြီးတော့ ဒီစိတ်မာရင်ကျွန်တော်တို့မလေးရှားနိုင်ငံရင်ကျေးမှုအစိုးရတွေနဲ့ကြိုဆိုခဲ့ပြီးတော့မှ Trump ကိုယ်တိုင်ပါဝင်ကပြခဲ့တဲ့မြင်ကွင်းလေးကတော့ကျွန်တော်တို့မီဒီယာတွေမှာရေပန်းစားတဲ့မြင်ကွင်းလေးတစ်ခုဖြစ်ကြောင်းလေ့လာသိရှိရပါတယ်။ Trump ကတော့ကျွန်တော်တို့အခုလက်ရှိအခြေအနေမှာဂျပန်နိုင်ငံကိုခီးဆက်ပါတယ်။ဂျပန်နိုင်ငံခီးဆက်ပြီးတော့မှတောင်ကိုရီးယားနိုင်ငံကိုအော်တိုဘလာ30ရည်နဲ့ဒီမှာရောက်ရှိနေတာဖြစ်ပါတယ်။အဲဒီတော့ဒီထိပ်သီးစီဝေးပွဲမှာ ASEAN ဆယ်နိုင်ငံဒီအပြင်ကိုစက်တက်နိုင်ငံအဖြစ်အဖွဲ့ဝင်ဖြစ်ပါဝင်လာတာတော့ဒီမိုလက်စတီဖြစ်ပါတယ်ဒီမိုလက်စတီကလည်းစက်တက်နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်ဖြစ်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်အဲမြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်ဖြစ်ကတော့နိုင်ငံတိုင်းဝန်ကြီးဌာနကအမြဲတမ်းအတွင်းဝင်တယောက်တည်းလို့သိရှိရပါတယ်ဂျန်တဲ့သတင်းချက်လေးတွေအရောကျွန်တော်တို့တရားဝင်ထုတ်ပြန်ချက်များလောလောဆယ်ထီတော်မူတည်ရှိရသေးသောလေးလာတင်ဆက်အပ်ပါတယ် ဟုတ်ပါပါဆရာမလေးရှားနိုင်ငံနေပြီးတော့ train ဒီဂျပန်နိုင်ငံကိုဆက်လက်သွားခဲ့တယ်ပေါ့နော်ဂျပန်နိုင်ငံကိုသွားခဲ့တဲ့ train ခီးစဉ်အကြောင်းလေးလည်းဆရာနေနဲ့တင်ပြပေးပါဦးခင်ဗျဟုတ်ကဲ့